တချိန်လုံးကချိန်ဝမ်တစ်ခုရဲ့လပတဲ့ရွာလေးတွေမှာပါပေါ်နဲ့ဘရူနိုဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိခဲ့ပါတယ်။သူတို့ညံ့ဦးစလုံးဟာငွေချင်းနဲ့ပတ်သက်ပြီးအိမ်မက်တွေရှိကြပါတယ်။ရွာခေါင်းဆောင်ကတောင်ပေါ်ကရေတကွန်းကနေရွာထဲကိုရေပေးပို့ဖို့အတွက်လူနှစ်ဦးကိုနှာရန်ထဲပါတယ်။ဆွေးခန့်ချက်ကရေပုံးထဲမှာပါလာတဲ့ပမာဏပုံမူတည်ပြီးလစာပေးမယ်ဆိုတာပါပဲ။ပါပေါ်နဲ့ဘရူနိုတို့ဟာစိတ်အားထက်သန်စွာနဲ့အလုပ်ကိုစတင်ခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့ပထမဆုံးအခွင့်အရေးပါပဲ။ ဘရူနိုကတော့ချက်ချင်းရလက်ကိုလူချင်းသူပါ။သူဟာရေပုံးနဲ့တဲယူတာကိုပဲအချင်းပိုပေးခဲ့ပါတယ်။မကြခင်မှာပဲသူဟာဝငွေတိုးဖို့အတွက်ပူကြီးတဲ့ရေပုံးတွေနဲ့အလုပ်လုပ်ခဲ့ပါတယ်။ဤထုံထားတဲ့သူ့ရဲ့လုပ်အားကြောင့်ဘရူနိုဟာလဆာကောင်းကောင်းရခဲ့ပြီးလူချင်းနဲ့အိမ်ကြီးတစ်လုံးနွားတွေတောင်ဝယ်ယူနိုင်ခဲ့ပါတယ်။သင်္ကန်းစာဘရူနိုရဲ့ဝင်ငွေဟာသူ့ရဲ့အချင်းနဲ့လုပ်အားကိုရေပမာဏနဲ့တိုက်ရိုက်လဲခင်ကြတာပါ။ဒါကိုကျွန်တော်တို့အချင်းကိုအရင်ပြုတဲ့ဝင်ငွေ active income လို့ခေါ်ဆိုနိုင်ပါတယ်။သူရေပုံးတန်နေတဲ့ဝင်ငွေရရှိနေပါတယ်။ဒါပေမဲ့ပါဖုန်ကတော့ရေးရှည်ကို မျှော်တွေးကြည့်ခဲ့ပါတယ်။သူဟာတသက်လုံးဘုံနဲ့တန်နေရမယ့်အစားရေပိုင်လိုင်းတိဆောက်ခြင်းဟူတဲ့စနစ်တစ်ခုကိုစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘရူနိုနဲ့ယွာသားတွေကသူ့ကိုလောင်ပြောင်ခဲ့ကြပါတယ်။ပါဖုန်မင်းအင်မက်တွေမှတ်နေတာလား။ငါတို့နေတိုင်းဝင်ငွေမှန်မှန်ရရှိနေပြီလို့ပြောကြပါတယ်။ဒါပေမဲ့ပါဖုန်ကအားမလျှော့ပါဘူး။ သူဟာနေ့စဉ်ရေပုံးတဲတဲ့အလို့ကိုမရက်တမ်းပဲဆက်လုပ်ရင်းအားလက်ချေများကိုအထုံးဖြူပြီးရေပိုင်လိုင်းတိဆောက်ဖို့မြေကြီးတိုးခဲ့ပါတယ်။သူဟာအစာပိုင်းမှာပိုပြီးပင်ပန်းပါတယ်။နှစ်နှစ်ကြာတဲ့နောက်မှာတော့ပါပွန်ဟာအောင်မြင်စွာရေပိုင်လိုင်းကိုတိဆောက်နိုင်ခဲ့ပါတယ်။ဧရဂွန်ကရေများသည်သူအိတ်နေသည့်အချိန်အနားယူတဲ့အချိန်များမှာပင်ရွာကိုစီးဆင်းနေပါတယ်။ဒါကြောင့်ပါပွန်ဟာအဆက်မပြတ်ဝင်ငွေရရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘရူနိုရဲ့ဝင်ငွေကတော့နေ့စဉ်ခက်ခဲတဲ့လုပ်အားနဲ့ ခန္ဓာကိုယ်ပျက်စီးမှုကြောင့်ရောကြလာခဲ့ပါတယ်။သူအလုံးမလုံးနိုင်တဲ့အခါဝင်ငွေလည်းရပ်တန့်ပါခဲ့ပါတယ်။ဒီပုံပြင်ကနေကျွန်တော်တို့အဖိုးတန်တဲ့ဗန်ဒီရီတင်ကန်းစာကိုရပါတယ်။အားလုံးကမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြားပါဒီ Financial Stability Channel ကို လာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ဘန်ဒါယီဆိုင်ရာခရီးစဉ်မှာပါပေါ်နဲ့ဘရူနိုရဲ့ပုံပြင်ကနေအလွန်တန်ဖိုးရှိတဲ့တင်ကန်းစာကိုရရှိခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့အဲ့ဒီသင်ခန်းစာကိုကျွန်တော်တို့ရဲ့ကိုပိုင်ဘဝနဲ့ဘလို့ချိတ်ဆက်ပြီးစတင်ရမလဲဆိုတာကိုဆွေးနွေးပါမယ်။ကျွန်တော်တို့အများစုဟာဘရူနိုရဲ့လမ်းကြောင်းကိုရှောင်နေကြသူတွေပါ။လာစဉ်လာကရရှိဖို့အတွက်အချိန်9နာရီဓမ္မဘဟု15နာရီပေးဆက်ရပါတယ်။ဒါဟာလွန်ကျုံမှု ပေးပေမဲ့အသက်ကြီးလာတဲ့အခါဓမ္မမဟုတ်ဖျားနာလို့အလုံးမလုံးနိုင်တော့တဲ့အခါကျွန်တို့ရဲ့ဝင်ငွေစည်းစိမ်မှုဟာဘရူနိုရဲ့ရေပုံးတွေလိုပဲခြောက်ခမ်းသွားမှာပါ။ဝင်ငွေဆိုတာကျွန်တို့တွေရဲ့တကူတွေလို့အားကွာမှာလုံးဝမူတည်နေပါတယ်။ ဗန်ဒါကြီးလွတ်လပ်ခွင့်ရဖို့ဆိုရင်ကျွန်ုပ်တို့ဟာအချိန်နဲ့ငွေကိုတိုက်ရိုက်လဲလွယ်တဲ့စနစ်ကနေရုံးထွက်ဖို့လိုအပ်ပါတယ်။ပါပွန်တိဆောက်ခဲ့တဲ့ pipeline ဟာကျွန်ုပ်တို့အတွက် passive income တိဆောက်ထားတဲ့ဝင်ငွေကိုဆိုလိုပါတယ်။၎င်းဟာငွေရရှိဖို့တင့်အချိန်တို့မဟုတ်လိုအားကိုတိုက်ရိုက်လဲလွယ်စရာမလိုဘဲတင့်အထက်အလုံးလုပ်ပေမဲ့ပိုင်ဆိုင်မှုတို့မဟုတ်စနစ်တစ်ခုပဲဖြစ်ပါတယ်။ငွေကြေး pipeline ဟာရင်းနှီးမြှုပ်နှံမှုများ၊ရှယ်ယာများ၊အပြန်လည်ရန်ပုံများဟာ အခြေခံအကျဆုံး pipeline ပါတင်းရငွေဟာအတိုးနှုံးသို့မဟုတ် အမျက်အစွမ်းအနေနဲ့တင်းအတွက်အလုံးလုံးပေးပါတယ်အင်ချမ်မီ pipeline ဟာငားရန်ကားမှရရှိသောဝင်ငွေဟာတင်းအိတ်နေချိန်မှာတော့ဝင်ကြီးတဲ့ pipeline ပါ digital pipeline ဟာ ebook များ online သင်တန်းများ software များစတဲ့တကြိမ်ထန်တီးပြီးအကြိမ်များစွာရောင်းချနိုင်တဲ့ digital ထုတ်ကုန်တွေဟာအလွန်ကောင်းမွန်သော pipeline တွေပါ ပပွန်လိုပဲ pipeline တစ်ခုတည်ဆောက်ဖို့အချိန်ပညာနဲ့စီစဉ်လိုအပ်ပါတယ်။ဒါပေမဲ့စတင်ဖို့အတွက်နီလန်၃ခုကိုကျွန်တော်အကြံပြုပါမယ်။ကစီကန်းရှိတဲ့ယင်းနှညွတ်နံမှု financial pipeline စီစဉ်တရှိယင်းနှညွတ်နံမှု financial pipeline ဟာလခင်လရန်ဆိုင်နဲ့ပထမဦးဆုံး၉ခုကိုပေးချေတဲ့စနစ် pay yourself first ကိုကျင့်သုံးပါ။ဝင်ငွေကအနည်းဆုံး၁၀ရာခိုင်နှုန်းကိုအမြဲတမ်း active income ကနေ passive income စီလွှဲထောင်ပါ။ အဲ့ဒီငွေကို mutual funds ကဲ့သို့ရေရှည်သိုးဝါနိုင်တဲ့ယင်းနှမြုံနှံမှုများမှာပုံမှန်ထည့်သွင်းပါခအားလက်ချင်းကိုအသုံးပြုခြင်း time pipeline အားလက်ချင်းကိုအသုံးချခြင်း time pipeline ဟာပါပွန်ကရေပုံးတယ်လေအစုကိုမရက်ဖဲအားလက်ချင်းများကို pipeline တိဆောက်ဖို့သုံးဆွဲခဲ့ပါတယ်တင်လေဒီလိုလို့ပါညနေပဲအနားမယူမဲ့အချိန်တွေမှာပိတ်တဲ့ရက်များမှာကို pipeline အတွက်လို့ပါဥပမာ ebook တူရေးသားခြင်း YouTube channel တခုစတင်တည်ထောင်ခြင်းစရဲတချိန်ဖန်တီးပြီးအချိန်များစွာရောင်းချနိုင်တဲ့ digital ထုတ်ကုန်တွေဟာအလုံကောင်းမွန်တဲ့ pipeline တွေပါကတင်ညာကိုရင်းနှီးမြှုပ်နှံခြင်း knowledge pipeline pipeline ကိုဘလို့တိဆောက်ရမလဲဆိုတာမသိရင်ပညာရှာပါရင်းနှီးမြှုပ်နှံမှုဈေးကွက် marketing တို့မဟုတ်သင်ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ကျွမ်းကျင်မှုများကိုလေ့လာပါ view တူတာဟာအကောင်းဆုံးသောရေရှည် pipeline ဖြစ်ပါတယ်တတိထားပါ pipeline တစ်ခုတည်ဆောက်ခြင်းဟာ ချက်ချင်းအကျိုးမပေးနိုင်ပါဘူးအစပိုင်းမှာဘရူနိုကပိုချမ်းသာနေသလိုထင်ရလိမ့်မယ်ဒါပေမဲ့စီးစင်းနဲ့ဆက်လုပ်ပါအချိန်တန်ရင်ရေဟာတင့်ရဲ့ရွာဘန်ဒါရေးလွတ်လပ်ခွင့်ကိုစီးစင်လာပါလိမ့်မယ်တင့်ရဲ့ငွေကြီးခီးစင်ကို ထိန်းချုပ်ပြီးတင့်ရဲ့ကိုပိုင်ပိုက်ပလိုင်းကို စတင်တည်ဆောက်လိုက်ပါတင့်ရဲ့စိတ်ဝင်စားမှုနဲ့လက်ရှိဘန်ဒါရေးအခြေအနေပေါ်မူတည်ပြီး digital ထောက်ကုံများဖန်တီးခြင်းသို့မဟုတ် share ရင်းနှီးမြှုပ်နှံခြင်းဆိုတဲ့ pipeline ညကူတဲ့က တစ်ခုကိုအသေးစိတ်ပိုမိုသိကျင်ပါမယ်။အောက်ကချင်းသားကိုဖွင့်ကြည့်ပါခင်ဗျာ။လာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။